စကိုင်းတိုင်းပလဲမြို့နယ်ကကန်တော့ရေစကန်ကိုဇွန်လ19ရက်နနက်6:40မိနစ်အချိန်မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။ကန်တော့ရေစကန်ကိုမဟာမိတ်တပ်ပေါင်းစုတွေနဲ့ PLA ကဇွန်လ2ရက်နေ့ကစပြီးစတင် ထိုးစစ်ဆင်ခဲ့တာပါ။ထိုးစစ်ဆင်ပြီးနှစ်ပတ်ကျော်အကြာမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်200ကျော်ပြုလုပ်ခဲ့ပြီးဘုံးဒီအလုံးကြီး900ကျော်ကျေချခဲ့တယ်လို့သိရပါတယ်။ဒါအပြင် Jet Fighter တွေ၊ Wine တွဲဘုံးကျဲလေယာဉ်တွေပါဝင် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့စက်တက်လေရီတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းဂျွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းပစ်ကူလာပေးတဲ့စစ်ကောင်စီရဲ့ F7 တိုက်လေယာဉ်တစ်စီးကို PLA ကပြစ်ချနိုင်ခဲ့ပါတယ်။ပြစ်ချလိုက်တဲ့လေယာဉ်ဟာ ကျေးရွာတရွာအတွင်းကိုပြတ်ကျသွားပြီးလေမှုလဲတည်ဆုံးခဲ့ပါတယ်။ကန်တော့ရဲစခန်းဟာအချက်ချကြတဲ့အာဆီယံလမ်းမကြီးပလဲကန်ကောလမ်းပိုင်းပေါ်မှာတည်ရှိပါတယ်။ဒီလက်ဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်တာကြောင့်မဟာဗျူဟာရအလွန်ရေးပါတဲ့နေရာဖြစ်ပါတယ်။ကန်တော့ရဲစခန်းဟာပလဲမြို့မရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးဘန်ဂါတွေမိုင်းခွင်းတွေကဒုတ်ချင်းတွေနဲ့ခန်းစစ်အထက်ထက်ပြင်ထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ကန်တော့ရဲစခန်းကို PLA နဲ့ ABSDF ရင်းမာပင်ခရိုင်အမှတ်7တရင် BLDF တောင်းတဲ့ကြောက်ကြတပ်ဖွဲ့တပြေတော့တပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။မုတ်တုံလီအားအလွန်ကောင်းနေတာကြောင့်ဒီကနေ့ညကနေဂျွန်လ25ရက်နေ့အထိနေပြည်တော်အပါဝင်တိုင်းနယ်ပြည်နယ်14ခုမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလားဌာနကထုတ်ပြန်ပါတယ်။ အချို့နေရာတွေမှာဒေတာအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။မုတ်တုံလေးကြောင့်မိုးသေးထက်စွာရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချွန်ခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေခြင်း၊လျှဲပြည့်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။ကုန်းမြင့်ဒေတာနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်ညငယ်ချောင်းငယ်များနေနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုလျှောက်ရှားသင့်တယ်လို့မိုးစလာဌာနကထုတ်ပြန်ပါတယ်။